ကင်းဒီမှာစစ်တပ်စစ်ကြောင်းတွေကဖရူโซအထိရောက်ရှိလာချိန်မှာစစ်တပ်ကိုအနိုင်ယူနိုင်ရေးအတွက်စီလုံးညညမှုအရေးကြီးတယ်လို့ KNDF ဒုစစ်ဦးစီးချုပ်မာဝီကတတိပေးပြောဆိုလိုက်ပါတယ်။တတင်ပါလာ28ရက်နေ့ကထိုင်းနိုင်ငံချင်းမိုင်မြို့မှာကျင်းပတယ်။ကင်းဒီရိုးရာဒီကူပွဲတော်မှာဒုစစ်ဦးစီးချုပ်မာဝီကတတိပေးပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။ပြည်ဦးလေးမြို့ကအချက်ဖတ်စစ်တပ်ရဲ့ကပ်ပါစာ24မှာ မြောက်ကိုရီးယားနဲ့တွဲဖက်ထုတ်လုပ်မဲ့မစ်ဆိုင်းတုံးစီမံချက်အတွက်ညီအေက60ကျော်ကိုအကြက်ဖက်မင်းအောင်လိုင်းရဲ့လူယုံမိုးမြင့်ဆွေဆိုသူကကကထုတ်အရာရှိချုပ်ဖြစ်ဖြစ်ချင်းပါတယ်စတင်သိမ်းယူလက်ပြန်တယ်လို့စီဒီအမ်ပူကြီးဇင်ယောကရန်ကုန်ခေတ်တက်ကိုပြောပါတယ်လက်ရှိမှာတော့အဲ့ဒီပြည်ဦးလင်မြို့ကကျွဲနှစ်ထောက်ဂျေးရွာအုပ်စုမှာရှိတဲ့မြေအေက60ကျော်ကိုစစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးစက်ရုံကပ္ပစ24အတွက်ဆိုပြီးကကထုတ်အရာရှိချုပ်မိုးမြင့်ဆွေအမိန့်နဲ့သိမ်းယူလိုက်တာဖြစ်တယ်လို့ဆိုပါတယ် ချက်ဖို့ပါတီကိုမင်းအွန်လိုင်းစေလွှတ်လိုက်တဲ့စစ်ဘုတ်ချုပ်တွေအတွက်ရွေးကောက်ပွဲဝင်မဲ့ကုန်ကျစရိတ်နဲ့မဲဆွယ်စီယုံရေးစရိတ်တွေအပီးစီးတပါးတည်းယူဆောင်လာပြီးပါတီရေးရာစီမံခန့်ခွဲမှုကိစ္စတွေကိုပါတီရဲ့ဗဟိုကော်မတီဝင်အဆင့်အောင်တိခွင့်မရှိတော့ဘူးလို့ချက်ဖို့ပါတီသတင်းရှင်းမြစ်ကရန်ကုန်ခေတ်တကိုပြောပါတယ်လက်ရှိစစ်တပ်ကတာဝန်ထမ်းဆောင်နေတဲ့အချက်ဖတ်မဲအွန်လိုင်းလက်အောက်ခံညိုစောအောင်လင်းတွေမြာထုံးဦးတင်အောင်စန်းရဲ့ဒုတိယဗိုလ်ချုပ်ကြီး6ဦးဖြစ်ကြတယ်ကံမြင့်တန်းတေဇာကျော် တပ်ပုံဖုံးမြက်လင်းအောင်စိုးတက်နိုင်လို့အပါဝင်မဲအွန်လိုင်းစေလွတ်လိုက်တဲ့စစ်တပ်အရာရှိတွေဌာနဆိုင်ရာအရာရှိတွေဟာကျက်ဖို့ပါတီကနေတဆင့်ရွေးကောက်ပွဲဝင်ကြမှာဖြစ်တယ်လို့ဆိုပါတယ်